ဒါကြောင့်မို့လို့ကဆုံလားပြည့်ဟာဘုရားရဲ့ဘဝနဲ့ဆက်ဆက်ပြီးတော့ပြောမှဆိုရင်ပြရိတ်ခံခဲ့တာလဲကဆုံလားပြည့်နေပဲနောက်နောက်ဆုံးဘဝမှာဖွားတော်မူတာလဲကဆုံလားပြည့်နေပဲဖရာဖြစ်သူရောက်တော်မူတာလဲကဆုံလားပြည့်နေပဲဘဝအဆုံးသတ်ပြီးတော့ပြိနိဗ္ဗာန်စံသွားတာလဲကဆုံလားပြည့်နေပဲလို့ဒါကြောင့်မို့အချင်းချုပ်ပြောမှဆိုလို့ရှိရင်ဗျာဒိတ်တော်ခံဖွားပွင့်စံ ရာဋိတော်ခန္ဓာလည်းကဆုံလာပြီဟောဖွာတော်မူတာလည်းကဆုံလာပြီဖျားဖြစ်သူရောက်တာလည်းကဆုံလာပြီပြိနိဗ္ဗာန်စန္ဒာလည်းကဆုံလာပြီလို့ဒီကဆုံလာပြီဟာဘုရားဘာသာဝင်တွေအတွက်အမြဲတမ်းထူးခြားတဲ့ဘုရားဘဝနဲ့ဆက်ဆက်နေတဲ့လာပြီလို့ဒီဘဝတွင်ပြောမယ်ဆိုရင်တော့ဖွာပွင့်ဆံပေါ့ဖွာတော်မူတာရဲ့ ဖရာဖြစ်သူရောက်တော်မူရာရဲ့ပြိဋိဘံသာနာရဲ့၃ခုသို့တော့ဒီဘဝမကဘူးဖရာလောင်းရဲ့တန်တရာဘဝပါထည့်ပြီးတော့ပေါင်းလိုက်မယ်ဆိုရင်ဗျာဒိတော်ခန္ဓာနဲ့ဒီလားလို့။ဘာဖြစ်လို့ဒီလိုပြောရတော့ဆိုဗုဒ္ဓဝင်ပါဠိတော်မှာဘယ်လိုပါအောင်ဆိုတာရာခဏဝီရောစန္တိအကဲခတ်ပြီးတော့ကြည့်ကြတာနော်။ဘေးကနတ်တွေမြမာတွေအဲ့ဒီဗျာဒိခန္ဓာနဲ့ပွဲမှာ ဖရာကိုပူဇော်ရင်သူ့မိသားစုသိလေးကိုဖရာလောင်းဆိုပြီးတော့ဝိုင်းဝန်းပူဇော်ကြတယ်အဲ့လိုပူဇော်တဲ့အထဲမှာသူတို့ကလည်းအတီးပြုတ်ကြတယ်ဖရာကဖရာဖြစ်လိမ့်မယ်အနာဂတ်မှာဖရာဖြစ်လိမ့်မယ်တို့ဇာတိခေါ်တဲ့စကားဟာဘယ်တော့မှမလွဲဘူးဆိုတာဘာဘယ်လိုအခြေအနေတွေကိုသူတို့ကြီးကြတာတော့ထူးခြားချက်တွေကိုကြီးလိုက်တယ်ကောင်းကင်မှာလည်းပဲကျယ်တွေကအံ့ဩစရာကောင်းလောက်သူကနေ့အခါကြီးမှာပဲဖြစ်စီပေါ့ ကျဲတွေအမတန်မှပြည့်စုံတဲ့အချိန်ခါကြီးကောင်းကင်ကကျဲတွေကတောက်ပပြီးတော့နေကြတယ်။နက်ခတ်တွေဟာလည်းထင်းထင်းရှားရှားပေါ်ထွက်လာကြတယ်။ညအခါထွက်ပေါ်လာမဲ့လာပြည့်ဝန်းကြီးကလည်းပဲဝိတာခာဆိုတဲ့နက်ခတ်နဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာ။အဲ့ဒါကိုဝိတာခာနက်ခတ်နဲ့ရှင်တွဲတဲ့လဆိုတာကဆုံလာပြည့်ပဲ။ဒါကြောင့်မို့ကဘာမှာ ကဆုံလာပြီနေကိုဘယ်လိုခေါ်တော့ဆိုဝေဆက်လို့ခေါ်တယ်ဝေဆက်ဆိုတာဝိတာခါကိုပြောတာသူတို့အတန်နဲ့ပြောတယ်ဝိစာခါဝေစာခါဝေစာခါကိုဝေဆက်ဒီလိုခေါ်တာကဘာမှာခေါ်တဲ့စကားဒါအင်္ဂလိပ်စကားမဟုတ်ဘူးအိန္ဒိယဝေတာခါဆိုတဲ့စကားလုံးကိုပါဠိစကားလုံးကလည်းဝေတာခါပဲအိန္ဒိယကလူတွေရဲ့အတန်ထွက်တဲ့အခါကျတော့ဝေဆက်ဒီလိုအတန်ထွက်တာဝိတာခါ 2000ပြည်နှစ်ကကုလသမဂ္ဂ United Nation ကဆုံးဖြတ်ချက်တစ်ခုချဗုဒ္ဓမြတ်စွာဗုဒ္ဓသာသနာတော်ဟာအမြဲတမ်းထူးခြားတဲ့ဘာသာတရားဗုဒ္ဓရဲ့အဆုံးအမတွေဟာထူးခြားတဲ့အဆုံးအမတွေဖြစ်တယ်ဗုဒ္ဓဟာအမြဲတမ်းထူးခြားတဲ့ပုဂ္ဂိုလ်တူဦးဖြစ်တယ်ကဘာကြီးငြိမ်းချမ်းအောင် ကဘာကြီးငြိမ်းချမ်းရုံနဲ့မကဘူးလူတွေရဲ့စိတ်နှလုံးပူလောင်မှုတွေကိုငြိမ်းချမ်းအောင်ဟောပြောနိုင်တယ်အမှန်တမ်းထူးချွန်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။သူမွေးဖွားတဲ့ရက်ရက်တရားကဘာမှာယုံပိတ်ရဲ့ဖြစ်အတိမပြုသင့်တယ်လို့အစိုးတင်သွင်းပြီးတော့ဝေဆက်ပွဲတော်ဆိုတာကုလသမဂ္ဂကကဘာတကဘာလုံးကနေအတိမပြုပြီးတော့သတ်မှတ်ထားတဲ့ရက်တစ်ခုဖြစ်သွားတယ်။ဂေဇက်တဲ့ holiday လို့ခေါ်တာ 2000တက်ကြရ2000ကအခုတက်ကြရ2000ဆနစ်ရှိသွားဒါကြောင့်မို့တချို့နိုင်ငံတွေမှာကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်အရဆိုပြီးတော့ဝိဆက်ပွဲတွေဆင်ရင်ကျင်းပပြီးတော့နေကြအိမ်တမ်းမှဒီမြတ်စွာဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုအာရုံပြုပြီးတော့လှုပ်တင်လှုပ်ထိုက်တဲ့ပွဲတစ်ခုပဲဘုန်းကြီးတို့သီရိလင်္ကာနေတုန်းကဆိုလို့ရှိရင်ဒီဝိဆက်ပွဲဟာအကြီးကျယ်ဆုံး ခုမမပြေမှာကြီးကျယ်နေတာတကြံဖြစ်ဝိသက်ပွဲတော့တမန်ညောင်ရီသုံးပွဲလောက်ပဲဒီလိုရှိတာဒါဖရာဖွားတော်မူတဲ့နေ့လည်းဖြစ်တယ်ရသော်ဖရာရဲ့ဘာတတိပေါ့ဖွားတော်မူတဲ့နေ့လည်းဖြစ်တယ်နောက်တစ်ခါရသော်ဖရာဖြစ်တော့ဖွားဖရာဖြစ်သူရောက်တော်မူတဲ့နေ့လည်းဖြစ်တယ်ပြိဋိဘံဆန်တော်မူတဲ့နေ့လည်းဖြစ်တယ်အင်တမထူးခြားတဲ့နေ့ဒီထဲမှာထပ်ထည့်မယ်ဆိုရင်ဗျာဒိတ်ခံတဲ့နေ့လည်းဖြစ်တယ်ပေါ့ ဲကြောင့်မို့ကဆုံလာပြီဘုရားနေဆိုတာအင်တာမထူးချွန်ထူးခြားထူးခြားတော့ဘုရားဘာသာနိုင်ငံတွေဟာကဆုံလာပြီနေတကယ်ကို အမှတ်တရလှုပ်တင်လှုပ်ထိုက်တာ